စ်ကောင်စီကအနာသိမ့်ပြီးနောက်ဖမ်းဆီးခဲ့တဲ့လူမှုကောင်းဆောင်တွန်းဆန်းစုကြည်ရဲ့ထိမ့်သိမ့်ခံဘဝပုံရိပ်တွေနဲ့နေစဉ်မှတ်တမ်းတွေပေါက်ကြားလာခဲ့တယ်လို့ Guardian သတင်းဌာနကဖော်ပြထားပါတယ်။စစ်တပ်ကအသက်80ပြည့်မွေးနေ့နီးကပ်လာပြီးဖြစ်တဲ့တွန်းဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကိုဒီပေါက်ကြားလာတဲ့အချက်လက်တွေကိုပုံမိုရှင်းလင်းအောင်ဖော်ပြပေးနေပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းပြီးနောက်ပိုင်းဒေါ်ဆန်းစုကြည်ဟာတူးတဲ့အထီးကျန်ထိမ့်သိမ်းခံရပြီးပြင်ပကဘာနဲ့ဆက်သွယ်ခွင့်ကိုလည်းတင်းကျပ်စွာထိမ့်ချုပ်ထားတယ်လို့သိရပါဗျ။ပေါကြားလာတဲ့ဗီဒီယိုဖိုင်တွေမှာ2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလရက်စွဲတွေပါရှိပြီးဒေါ်ဆန်းစုကြည်နဲ့တူစစ်ကောင်စီကဖမ်းဆီးဖြုတ်ချထားတဲ့သမရဝင်းမြင့်တို့ယာယီတရားရုံးတစ်ခုမှပေါ်ထွက်လာပုံတွေကိုပြသထားပါဗျ။ သူတို့နှစ်ဦးစလုံးဟာကုလသမဂ္ဂအမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကနိုင်ငံရေးလုံဆောင်မှုလို့ရှုံချထားတဲ့အာဂရီလိုက်စားမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ် People's Embrace လို့ခေါ်တဲ့စစ်ကောင်စီတပ်ကနေအလင်းဝင်လာတဲ့အဖွဲ့က Guardian သတင်းဌာနကိုပြန်တင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေနဲ့2024ခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွင်မှတ်တမ်းတွေကဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့နေ့စဉ်လုံရိုးလုံစင်ကိုဖော်ပြနေပါတယ် ဒေါ်ဆန်းစုကြည်ရဲ့မိသားစုနဲ့ထောက်ခံသူတွေကတော့သူမရဲ့ကျမ်းမာရေးဆိုးရွားနေပြီးအသက်အန္တရာယ်တောင်စိုးရင်ရတယ်လို့ပြောကြားထားပါတယ်။မှတ်တမ်းတွေအရဒေါ်ဆန်းစုကြည်ဟာနေပြည်တော်မှာအထူးတိစောက်ထားတဲ့ထိန်းသိမ်းရေးစခန်းတွင်းမှာနေထိုင်နေရပြီးနေ့စဉ်မနက်၄နာရီခွဲကနေည၈နာရီခွဲအချိန်ထိတရားထိုင်တာ၊စာဖတ်တာ၊အခန်းတွင်းလမ်းလျှောက်တာစတဲ့အချိန်ရှိတဲ့ဘဝကိုဖျက်ဆီးနေရပါတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့သတင်းစာတွေကိုဖတ်ရှုခွင့်ရပေမဲ့အစားအသောက်နှဲပါတာနဲ့အပူချိန်မြင့်မားတာအခန်းတွင်37ဒီဂရီစင်နီဂရိတ်ထိလိုမျိုးကျန်းမာရေးဆိုင်ရာစွန့်အင်ကြရီရှိနေတယ်လို့မှတ်တမ်းတွေကဖော်ပြပါရယ်။ဒေါန်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းခင်အရစ်ကမိခင်ဖြစ်သူနဲ့နှစ်နှစ်ကျော်ကြာဆက်သွယ်ပြတ်တောက်ခဲ့ပြီးမိသားစုရင်းရာတွေပဲဆွေးနွေးတဲ့စာရစောင်ကိုနောက်ဆုံးရရှိခဲ့တယ်လို့ပြောပါရယ်။ ကဘာကတော့ဒေါန်ဆန်းစုကြည်ကိုနေအကျယ်ချုပ်ကြခံနေရတယ်လို့ထင်နေကြပေမဲ့အမှန်တကယ်မှာတော့သူမဟာအထီးကျန်ထိမ့်သိမ်းခံနေရတာဖြစ်တယ်လို့ကိုထိန်လင်းကထောက်ပြထားပါတယ်။ခင်မဲရီဟာ မိခင်ရဲ့80ပြည့်မွေးနေ့မတိုင်မီကီလိုမီတာ80ပြည့်ပြီးလူသားချင်းစာနာမှုရမုံငွေတွေရှာဖွေသွားဖို့စီစဉ်ထားပါတယ်။ ဩစတြေးလျစီးပွားရေးပညာရှင်ရှောင်းတာနယ်ကတော့ဒွန်ဆန်းစုကြည်ဟာအခြားအကျဉ်းသားတွေအဲကွန်း၄ပေးဆက်မရတဲ့အတွက်သူမကိုယ်တိုင်လည်း၄ပေးဆက်ကိုညှင်းဆန်ခဲ့တယ်လို့ပြောပါတယ်။သူမရဲ့စိတ်ဓာတ်မကျဆင်းသေးပေမဲ့ကိုယ်လေးချိန်ကတော့ကျဆင်းခဲ့ပါတယ်လို့ရှောင်းတာနယ်ကဆိုပါတယ်။စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကဒေါန်ဆန်းစုကြည်ကို အပူချိန်ကြောင့်နေရာပြောင်းရွှေ့ခဲ့တယ်လို့2024ခုနှစ်ဧပြီလမှာပြောကြားခဲ့ပေမဲ့ စစ်တပ်ဝင်တွင်ပြောင်းရွှေ့ခံရတာဖြစ်နိုင်တယ်လို့သတင်းရင်းမြစ်တွေကသုံးသပ်ကြပါတယ်ဒီမိုကရေစီလှုံ့ဆော်သူဒေါ်နီလာသိန်းကတော့စစ်တပ်ဟာဒေါ်ဆန်းစုကြည်ကိုကြောက်ရွံ့နေကြောင်းပြောကြားခဲ့ပြီးလက်ရှိပြည်သူတော်လှန်ရေးဟာဒေါ်ဆန်းစုကြည်ရဲ့လွတ်မြောက်မှုပေါ်မူတည်နေတာမဟုတ်ဘဲဆက်လက်ရှေ့ဆက်သွားမယ်လို့လည်းအလေးပေးပြောကြားခဲ့ပါတယ်